အာတိတ်သမုတ်တရာမှာရုရှားလက်ရင်နဲ့ဒုံးကျည်တဲ့သင်္ဘောတွေကဲလက်ပြန်သမ်းပြီးပြည်တိုင်းကစီးရဲရအသင့်ဖြစ်နေတယ်လို့သိရပါတယ်။ဒါဟာပြည်တိုင်းအနေနဲ့စီးရဲရချင်းချောက်မှုလို့ယူဆလိုက်တာပဲဖြစ်ပါလိမ့်။ရုရှားရဲ့မဟာဗျူဟာမြောက်ဒုံးကျည်တဲ့သင်္ဘောတွေဟာအာတိတ်သမုတ်တရာရဲ့ဂျာနီယင်းဘုံမှာကဲလက်ခုမုံခဲ့တယ်လို့ရုရှားကာဝေးဝန်ကြီးဌာနကပြောပါတယ်။ TU160 လေယာဉ်ကလည်းအဲ့ဒီဒေသမှာစစ်တပ်နိုင်ကြကဲလက်ပြန်သမ်းခဲ့တယ်လို့နိုင်ငံပိုင်သတင်းဌာန IA ကပြောပါတယ်။ ရုရှားကဝေဥညနာကထုတ်ပြန်တဲ့ဗီဒီယိုထဲမှာ TU1604 လေယာဉ်တွေပြန်တက်ပုံနဲ့ပြန်တန်းနေပုံပြထားပါလေဗီဒီယိုရဲ့ဆွဲနဲ့ရိုက်ကူးမှုနေရာကိုအတိမပြုနိုင်သေးပါဘူးပြတိန်တော်ဝင်လက်တက်ကလည်းခုချိန်ထိပြတိန်ပိုစီဒန်ရေတက်ရဲ့အကြီးမားဆုံးပြပတက်ချထားမှုဖြစ်အပန်120တက်ခွဲက IFPAA ပိုစီဒန်ရေချောင်းကင်းလက်လေယာဉ်3စီးကိုအိုင်လန်နိုင်ငံမှာပြန်ချထားတယ်ဆိုပါလေရုရှားရဲ့တက်ကလှုံ့ဆော်မှုတွေတိုးလာပြီး အရေးကြီးတဲ့ရောက်ချေကန်စောင့်ဝင်တယ်လေလုံခြုံရေးပေါ်စိုးရိမ်မှုတွေတိုးလာခြင်းဒီတက်ဖြတ်မှုဟာမြောက်တလန်တိတ်နဲ့အာတိတ်ဒေသမှာနေတိုးရဲ့စီးရေးဆောင်ကြည့်မှုကိုတုံ့ပြန်ပေးနေပါတယ်ဗြိတိချစစ်တပ်ဟာပိုစီဒန်ရေတပ်ရဲ့သမုဒ္ဒဘုံကိုထိုင်းနော့အရက်မှာစူးစီးချပါတယ်ဗြိတိရဲ့စီးရေးအသိပြုနဲ့နေတိုးရဲ့မြောက်ဘက်တောင်ပိုင်းမှာစူပေါင်းတားဆီးရေးအတွက်လည်းပြင်ဆင်နေပုံရပါတယ် လက်ရှိမှာနေတိုးပင်လယ်ရေကြောင်းစစ်စင်ရေးကုကဲမှုဌာနချုပ်အောက်မှာစောင့်ရွက်နေတဲ့ဒီစစ်စင်ရေးဟာခိမီရေကြောင်းကင်းလက်စွန်ရေတွေကိုအတလန်တိတ်ဖြတ်ကျော်လုံခြုံရေးအတွက်အဓိကအကျနေဆဲဖြစ်တဲ့ပထဝီအနေထားနဲ့ချိတ်ဆက်ပေးတာဖြစ်ပါလေရုရှားဘက်ကဒီလိုလုပ်တာဟာတကြီးတစ်ခါမှမဟုတ်ပါဘူးအရင်တုန်းကလည်းလုပ်ဘူးပါလေပြီးခဲ့တဲ့ နိုဝင်ဘာ20ရက်နေ့ကလည်းရုရှားထောက်လျင်တင်မောတစင်ဟာချိန်ချောက်မှုရှိခဲ့တယ်လို့ပြည်တွင်းကာကွယ်ရေးဝန်ကြီးဂျိုဟေလီကပြောပါတယ်။စကော့တလန်မြောက်ပိုင်းကပြည်တွင်းရေပိုင်နယ်စုံကိုရောက်လာတာဖြစ်ပါတယ်။ဒီတင်မောကိုလည်းစောင့်ကြည့်နေတယ်ဖြစ်ပါတယ်။ရုရှားသမ္မတပြည်ပနဲ့အနီးရောက်လာခြင်းမှာပိုပြီးနိနိကစောင့်ကြည့်နိုင်မှုအတွက်ရေတက်ရဲ့ထိတွေ့တဲ့ခမှုဆိုင်ရာစီးမင်းတွေပြောင်းလဲတက်မှတ်ခဲ့တယ်လို့ဝန်ကြီးဂျိုဟေလီကဆိုပါတယ်။ ဒီသင်းမော့ကလမ်းကြောင်းပြောင်းပြီးတောင်ဘက်ကိုဆင်းလာမယ်ဆိုစီးရရအရေးယူဖို့အသင့်ပဲလို့ကာကွယ်ရေးဝန်ကြီးဟေလီကပြောပါတယ်။ရုရှားသမ္မတပူတင်ကိုလည်းခမားတို့ဘာလုပ်နေလဲဆိုတော့ကျွန်တော်တို့သိတယ်မြင်နေရတယ်လို့ပြောခဲ့ကြအောင်ဆိုပါတယ်။အဲဒီတော့ကလည်းအဲဒီသင်းမော့ဟာရောက်ကဲ့ပဲကြိုးတကိုဖျက်ဆီးဖို့နဲ့ထောင်လိုက်ချက်လက်တွေရယူဖို့တိစောက်ထားတာဖြစ်တယ်လို့ပြည်တိုင်ဘက်ကယူဆနေတာဖြစ်ပါတယ်။လန်ဒန်ကျေးဇူးရရှာသံယုံကတော့သူတို့နိုင်ငံလုံးရဲ့ဟာပြည်ထိုင်လုံခြုံရေးကိုထိပါးစေလို့တဲ့ရည်ရွယ်ချက်မရှိဘူးလို့ပြောနေပါတယ် နောက်သတင်းတပုတ်ပြောချင်ပါလေရုရှားရဲ့ခြိမ်းခြောက်မှုကြောင့်စစ်နာလျောက်စစ်မှုထံဥပဒေပြင်သစ်ကပြန်လည်ပြဋ္ဌာန်းမယ်ဆိုပါလေမြန်မာနိုင်ငံမှာစစ်မှုထံဥပဒေဖျက်သိမ်းပြီးနောက်စစ်စွန်းသုံးလလောက်ကြောင့်မှပုံမှန်ကြီးထွားလာတဲ့ရုရှားအနေနဲ့ရင်ဆိုင်နေရပြီးသမ္မတမက်ခရွန်ကစစ်နာလျောက်စစ်မှုထံမဲ့ဥပဒေပြန်လည်ပြဋ္ဌာန်းရေးအခုတရက်ပတ်တွင်ကြီးညာဖို့စီစဉ်ထားပါလေပြင်သစ်အရှိတောင်မှရှိချင်းမြန်တက်မတစ်ခုကိုတွားရောက်ခဲ့တဲ့ခီးစဉ်မှာနိုင်ငံကောင်စားကအခုစီစဉ်ကိုကြီးညာခဲ့တာဖြစ်တယ်လို့ ပြင်သစ်သတင်းတွေကဖော်ပြပါတယ်။ရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်မှုဟာယူကရိန်းနဲ့စပ်တည်လောက်မှာပဲရက်တက်မှာမဟုတ်ကြောင်းတမမခရီးတခြားပြင်သစ်အရာရှိတွေကသတိပေးထားမှုနဲ့တူယူကရိန်းကိုရုရှားအင်အားပြည့်ကျူးကျော်တိုက်ခိုက်မှု၃နှစ်ခွဲကျော်လာချိန်မှာအခုကြီးညာချက်ထွက်လာတာပါ။ရုရှားက2030ပြည့်နှစ်မှာမိမိတို့နိုင်ငံတွေကိုထိုက်တက်ရင်ဆိုင်ဖို့ကြိုတင်ပြင်ဆင်နေတဲ့အတွက်ပြင်သစ်အနေနဲ့ ဒီအတွက်ပြင်ဆင်ထားမှာဖြစ်ကြောင်းပြည်သက်ထိုင်တန်းဗိုလ်ချုပ်ကြီးဖာဘီယံမွန်လီကပြောပါတယ်။နိုင်ငံတော်စစ်မှုထမ်းဥပဒေကိုပုံရံသက်ပြောင်းလဲရေးအတွက်ဒီနေ့လိုမှ26နှစ်မှာကြီးညာကြောင်းသိရပါတယ်။ပထမဆုံးနှစ်မှာလူ1000ကနေ3000ထိစစ်ပညာသင်ကြားပေးဖို့စီစဉ်ထားပြီးအဲဒီနောက်ပိုင်းချိန်ကြာလိုက်တဲ့နှစ်ကိုလူ9000ကျော်ထိစစ်မှုထမ်းခေါ်ယူဖို့စီစဉ်ထားပါတယ်။ရရှားချင်းကြောင့်မနေ့ဆိုင်ရချင်းပြင်သစ်အနေနဲ့အားနည်းမှုကိုမပြတ်သင့်ဘူးလို့ပြင်သစ်တမန်ကတတိပေးထားပါတယ် ပြင်းတဲ့အနေနဲ့ကိုကိုကိုကောက်ွက်ခြင်းရင်ကိုကိုချင်းချောင်းနေတဲ့အင်အားကြီးမားသောနိုင်ငံကိုအားနည်းကြောင့်ပြတ်တက်လို့မရဘူးလို့မက်ခရွန်ကဆိုပါတယ်။ဒိမကစစ်မှုထမ်းဥပဒေနဲ့ပတ်သက်လို့တင်းကျပ်မှုတွေပြုလုပ်ချိန်မှာလက်ဘီယာ၊လီသူရေးနီးယားတို့လိုဘော်တစ်ဒေသနိုင်ငံတွေကလည်းမကြသေးခင်နှစ်တွေကစစ်မှုထမ်းဥပဒေပြန်လည်အသက်သွင်းလာပါတယ်။ရောဘာနိုင်ငံရဲ့စစ်မှုထမ်းဥပဒေကစစ်သည်ရာတိုးမြင့်ဖို့လောက်ပဲမဟုတ်ပဲနာဂတ်စစ်ပွဲအတွက်ကြိုးတင်ပြင်ဆင်မှုပါဖြစ်ပါတယ် ပြင်းထန်စတဲ့မှာအမေရိကန်တိုင်းနဲ့အင်အား2သိန်းရှိပြီးအရင်အင်အား4,800ရှိပါတယ်။အဲ့ဒီအင်အားကို2030ပြင်းနဲ့ရောက်ရင်တော့ထပ်ပြီးတိုးမြင့်သွားဖို့ရှိပါတယ်။စစ်ပွဲနဲ့ရင်ဆိုင်ရတဲ့အခြေအနေမှာရှင်းသင်နိုင်ဖို့တတအင်အားကိုတိုးမြင့်ဖို့စီစဉ်ထားကြောင်းပြည်သက်ကြီးတဲ့ဦးစီးချုပ်ကပြောပါတယ်။စစ်တပ်ပြုံပြောင်းလဲမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ပြည်သက်သမ္မတကလည်း1998ခုနှစ်မှာစစ်မှုထမ်းဥပဒေကိုဖျက်သိမ်းခဲ့ပြီးနောက်အရင်ကလိုမဖြစ်မနေစစ်မှုထမ်းရမယ်ဆိုလို့ပြောဆိုမှုမျိုးခုချိန်ထိတော့မတွေ့ရပါဘူး။ကျောင်းမလူငယ်မယွေး မဖြစ်မနေစစ်မှုထမ်းဖို့မဲစနစ်နဲ့ခေါ်ယူနေတဲ့ဒိမတ်လိုပဲဂျာမနီကလည်းစစ်မှုထမ်းခေါ်ယူတဲ့လို့ပြောဆိုပေမဲ့ဂျာမနီမျိုးပေါင်းစုရကဆန္ဒလျော့စစ်မှုထမ်းမဲ့နိုင်ငံသားတွေခေါ်ယူဖို့အခုတည်ပြတ်တွင်သဘောတူထားပါလေဂျာမနီကဥရောပမှာကြီးမားဆုံးစစ်တပ်တွေစောက်ဖို့လည်းရည်ရွယ်လှုပ်ဆောင်နေတာဖြစ်ပါလေနောက်တည်ပြတ်ဘုတ်ပြောချင်ပါတယ်ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဖြစ်ရှင်မှုကွဲလွဲမှုအနေနဲ့သာရှိတော့တယ်လို့ထရန့်ကပြောကြားသိရပါလေ ရုရှားကယူကရိန်းကိုကျူးကျော်မှုဆုံးသတ်ဖို့ရည်ရွယ်တဲ့ရုရှားနဲ့ဆွေးနွေးပွဲဒီမှာသဘောထားကွဲလွဲမှုအနေနဲ့သာကျင်းပတယ်လို့ American သမ္မတခန့်သွားဆိုပါတယ်။ငင်းကြေးစီစဉ်ကိုပြီးသက်နိုင်ဖို့ထရန့်ရဲ့ထိုးသက်နမန်စတီဝစ်ကရုရှားမှာသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးဖို့ညွှန်ကြားထားပါတယ်။စတီဝစ်ကအလောင်းမဲ့ပရုရှားသွားပါမယ်။ဒါပေမဲ့ရုရှားနိုင်ငံကြ ాయి ဝန်ကြီးဆာဂေးလက်ဘရော့ကတော့ရေဂန်ရဲ့စီစဉ်ဟာရုရှားတောက်ဆိုချက်ကိုမထင်ရှားတဲ့ပုံစံမျိုးနဲ့ ပြင်ဆင်လာမယ်ဆိုရင်အခြေခံအဖြစ်ကိုကွဲလွဲနိုင်လိမ့်မယ်လို့သတိပေးထားပါတယ်။ဒါပေမဲ့ရုရှားနိုင်ငံရဲ့ဝန်ကြီးစာဂေးလက်ဘရော့ကဖြစ်ချင်တော့အခုကဘယ်ရောက်နေမှန်းတော့မသိပါဘူး။သူအနေနဲ့စုံစမ်းမေးမြန်းခံနေရပါတယ်။ဘယ်ကံပြောင်းစွာယူကရိန်းရှိပိုင်းဒိုနက်လိုဒေသတွေရုရှားပိုင်နဲ့ဖြစ်တိမပြည့်တဲ့ငင်းကြဲရေးစီစဉ်ကိုကနဦးမှာတင်ပြခဲ့ပြီးယူကရိန်းအနေနဲ့တိတာထင်ရှားတဲ့လိုင်ရုံးမှုလုပ်ဖို့တိုက်တွန်းထားပါတယ်။ဒါပေမဲ့အဲ့ဒီငင်းကြဲရေးစီစဉ်ပေါ်ယူကရိန်းနဲ့ဥရောပနိုင်ငံတွေအမေရိကန်ရဲ့စီစဉ်ကိုပြင်ဆင်ဖို့တောင်းဆိုခဲ့ပါတယ်။ ဂျီနီပါမအမေရိကန်နဲ့ဆွေးနွေးခဲ့ပြီးချက်28ချက်ပါဆိုပြီးကြပြောင်းပြင်ခဲ့တယ်လို့ယူကရိန်းသမ္မတဆီလင်စကီးကပြောပါတယ်။ယူကရိန်းရဲ့ဥရောပမဟာမိတ်ကရုရှားရဲ့စီးရီးမှန်ချက်အတွက်ဥစားပေးချက်တွေကိုပယ်ချပြီးနောက်အစည်းအဝေးကိုပြင်ဆင်ခဲ့ပုံရတယ်လို့စောင့်ကြည့်လေ့လာသူတွေကသုံးသပ်ပါတယ်။ဒီငင်းချက်ရဲ့ကိုရမယ်ဆိုရင်တော့ယူကရိန်းအနေနဲ့မဖြစ်မနေနိုင်မြင်ဆွေးရလိမ့်မယ်လို့စတီဗစ်ကော့ကလည်းသမဂုဏ်ရဲ့နိုင်ငံခြားရေးမူဝါဒချန်ပီကိုပြောကြားခဲ့ကြောင်းပေါက်ကြားခဲ့တဲ့ဖုန်းမတန်မှာဖော်ပြပါရယ် ဘူတင်ရဲ့နိုင်ငံခြားရေးမူဝါဒချန်ပီယံရီဦးရှိကောနဲ့ပြီးခဲ့တဲ့ဖုံပြောဆုံးမှတ်တမ်းကိုဘလွန်ဘတ်တရင်ထဏာကရရှိခဲ့တာပါ။နယ်မြေရှော့ပေးမှုကလိုအပ်တဲ့ကိစ္စကြီးထရန့်ကိုမြို့ဆွေးနွေးမှုတွေကိုပြည်သူ့ဆောင်စွာချင်းကပ်ဖို့ပါစတီဝစ်ကော့ကတိုက်တွန်းပါလေ။အခုပြောရမယ်ဆိုရင်ငင်းချင်းသဘောတူညီချက်ရဖို့ဒုံးညက်နဲ့တကြီးမြာမှာလမ်းမီလဲလဲတာတွေလောက်ရမယ်ကျွန်တော်သိပါတယ်။ ဒါပေမဲ့အဲ့ဒီလိုပြောမဲ့စာပို့ပြီးတော့မျောလင့်ချက်ရှိပြောဆိုခြင်းနဲ့ဘာလို့လဲသဘောတူညက်တစ်ခုရမယ်လို့ကျွန်တော်ထင်ကြောင်းစတီဗ်စကော့ကရီဥရှိကော့နဲ့ငါမကြဖုံးပြောဆိုမှုတွေထည့်သွင်းပြောဆိုခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုဆွေးနွေးပြီးနိုဝင်ဘာ28မှာယူကရိန်းငြိမ်းချမ်းရေးမှူး28ချက်ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။အဲနောက်ရူရှီကော့ကလည်းဝစ်စကော့ပြောတဲ့ချိုးချက်တွေကိုလက်ခံပြီးပူတင်ကထရန့်ကိုဂုဏ်ပြုမှာဖြစ်ပြီးမစ္စတာထရန့်ကတကယ်ငြိမ်းချမ်းရေးကိုကြိုးဆောင်သူပါလို့တုံ့ပြန်မယ်ဆိုပါတယ်။ စတီဝစ်ကော့ဟာမော်စကိုကိုမကြမီထတ်တော်မှာဖြစ်ပြီးရုရှားသမ္မတပူတင်နဲ့တွေ့ဆုံမှာဖြစ်ကာဂါဇာငြိမ်းချမ်းရေးမှာပေါင်ခဲ့တဲ့ထရန့်သမ္မတဂျရက်ကရှနာနဲ့လိုက်ပါမှာလို့ဂျမားထရန့်ကိုတိုင်တီးပြုတ်ခဲ့ပါတယ်။နောက်သင်ပုတ်ပြောချင်ပါတယ်။နောက်ဆုံးရလာတဲ့အချက်အလက်အရထိုင်းတောင်မှရေကြီးမှုတည်ဆုံးသူ18ဦးထိရှိလာပြီးကယ်ဆယ်ရေးရဟင်းမှာပြတ်ကျခဲ့တယ်လို့သိရပါတယ်။နှစ်ပေါင်း၃အတွင်းဆိုးဝါးဆုံးမိုးရသုံးမှုကြောင့်ထိုင်းတောင်မှခရိုင်10ခုလုံးရေလွှမ်းမှုဖြစ်ပေါ်နေပြီး တေဆုံးသူ18ဦးရှိခဲ့ပြီဖြစ်ကြောင်းနဲ့ဟိုင်ရန်စီယိုမှာလူနာ90ကိုရဟယင်နဲ့အရေးပေါ်ရွှေ့ပြောင်းပေးရကဟိုင်ရန်ခရိုင်တွင်ကယ်ဆယ်မှုတွေလုပ်တဲ့ရဟယင်တစ်စီးနဲ့ရေးတဲပြတ်ကြခဲ့ပါတယ်။နိုဝင်ဘာ22ကနေ25လရေးကြည့်မှုကြောင့်တေဆုံးသူ14ဦးရှိတယ်လို့ဟိုင်ရန်စီယိုမှာထုတ်ပြန်ပြီးအခြားခရိုင်များမှတေဆုံးမှုနဲ့ပေါင်းရင်တော့18ဦးရှိလာပါတယ်။ဆောင်ကလခရဟဲအမမတေဆုံးသေးပေမဲ့ဘာလို့အမမသိတော့ပဲပြိမိကကိုညီမဲနေသူပေါင်း30လောက်ရှိပါတယ်။ ခရိုင်စကူလုံးရေလွှဲမိုးတဲ့အလူလက်ခံရတဲ့အတွက်ထိုင်း HMM Chakri Nura Bus နေပေါ်ဟာလည်း24နှစ်ကြီးကွန်ပျူတာနိုင်ဖို့အင်တိုင်းအားတိုင်းပါဝင်စူးစမ်းနေပေမဲ့ကူညီကယ်ဆယ်မှုမရောက်နိုင်တဲ့နေရာများစွာရှိနေပါတယ်။ခိုင်ရိုင်မှာဆိုရင်တက်ကြီးဖောက်တို့နေမှာပိတ်မိနေရကတည်ဆုံးခဲ့ပြီးသမီးဖြစ်သူကိုကယ်တင်နိုင်ခဲ့ပေမဲ့တည်ဆုံးနေတဲ့အဖေါ်ကိုသမီးကရေကဲတရအတွင်းထည့်ထားခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။ မော်ဘာ25ရက်နေ့ကလည်းဟဲရိုင်ခရိုင်မှလူနာ60ကိုဟဲရင်နဲ့အေးပေါ်ပြောင်းရွှေ့ခဲ့ရတယ်လို့ထိုင်းကျန်းမာရေးဦးညီဌာနကထုတ်ပြန်ပါတယ်။ဒေသစံတော်ချိန်မင်းဆက်တဲ့နိုင်ဝင်ချင်းမှာပြက်ကြကြောင်းဒေသခံတွေကဆိုမဲ့ထိုင်းအနာပါနေကအတိပြုထုတ်ပြန်ခြင်းတော့မရှိပါဘူး။တရက်ကိုမွေးချေ335မီလီမီတာနှုန်းနဲ့တပတ်နီပါရွာသွန်းက200အတွင်းမွေးချေအများဆုံးရောင်းမှုကြောင့်ထိုင်းတောင်မှရေကြီးမှုဟာလူဦးရေနှစ်သန်းကျော်ခြေပိဒုက္ခခံစားခဲ့ရတာဖြစ်ပါလေ နောက်ဆုံးသတင်းပုတ်ပြောချင်ပါတယ် Titanic သင်္ဘောပေါ်မှာပထမတန်းခရီးသည်တို့ပိုင်ဆိုင်တဲ့အိတ်ဆောင်ရှင်နိုင်ရုံဒေါ်လာ1.3000နဲ့လေးလံအောင်မြင်တယ်လို့ဆိုပါတယ်တနင်္လာနေ့သင်္ဘောကြီးနေ့မြောက်ချင်းကပထမတန်းခရီးသည်ဖြစ် live ပါခဲ့သူပိုင်ဆိုင်တဲ့အိတ်ဆောင်ရှင်နိုင်ဟာမေဂန်ဒေါ်လာ1.3000နဲ့လေးလံအောင်မြင်ပါတယ်မာစီကွန်နက်ကိုပူးတွဲပိုင်ဆိုင်တဲ့အကြောင်းမီဘွား Reagan စီးပွားရေးလုပ်ငန်းရှင် ACDOS ထဟာ1888ခုနှစ်ကသူ့ရဲ့48နှစ်မြောက်ဝင်းနေမှာ 18ကရရှိတဲ့ဂျူးဂျာကဆန်အိတ်ဆောင်ရှင်တွေကိုဝယ်ယူခဲ့တာပါတနင်္လာနေ့ဒီမော်နီမြို့ချင်းမှာမျိုးသမီးနဲ့တကြီးရုပ်တွေကိုဦးစားပေးကတင်ခဲ့ပြီး AC Dos Truck ကိုအသက်ကလေးပေါ်လိုက်ပါခွင့်ပေးမယ် AC Dos နဲ့ဇနီးတွေကတခြားသူတွေကိုဦးစားပေးခဲ့ပြီးအသက်ကလေးပေါ်လိုက်ပါခဲ့ခြင်းမရှိပါဘူး acid or trust ရဲ့ရုပ်လောင်းဝင်တွေ့ရှိခဲ့တဲ့အိဆောင်ရွှေနိုင်ကို strategic ရှိသူမိသားစုကရာစုနှစ်တစ်ခုကြာသိသိခဲ့ပါတယ် ပြီးခဲ့တဲ့စနေနေ့ဒီလပြောင်းမှလိုင်းနေခဲ့တာပါဘရဂန်ဒေါ်လာ1.33ဝန်းကျင်ပဲရမယ်လို့ခန့်မှန်းပြုပေမဲ့ဒေါ်လာ1.33ထိရရှိခဲ့ပါတယ်တိုက်တန်နစ်သင်္ဘောရဲ့အမတ်တရားပစ္စည်းတွေထဲမှာအများဆုံးဈေးနှုန်းနဲ့လေးလံအောင်မြင်ခဲ့တဲ့ပစ္စည်းတစ်ခုလို့ပဲပြောရမှာဖြစ်ပါတယ်